မြင်းကလေးကြောင့်စကိုင်းမျိုးကနေပျက်စီးကအသက်ဘေးကတည်တည်လေးလွတ်မြောက်ခဲ့ကြောင်းပြောလာတယ်မနော်အလုံးမင်းမင်္ဂလာပါရှင်ပါမီစနာမပြန်လည်ကျူဆိုးလိုက်ပါနဲ့မြန်မာနိုင်ငံမှာပြင်းထန်ဆုံးလုံခတ်ခဲ့တဲ့မြင်းကလေးကြီးမှာနေပြူချကတပ်ပင်းရဲ့နေနဲ့ကြုံတွေ့ခဲ့ရကြောင်းပြောလာသူကအဆိုတော်မနောဖြစ်ပါတယ်အလုံးသိကြတဲ့အတိုင်းမနောဆိုရကမြမတနိုင်ငံလုံးတော်ရုံမျိုးပါမချမ်းမတိသူမရှိတဲ့ထိတ်တန်းနမဲကြီးဆိုတော့တယောက်ပါ အထူးသဖြင့်မနောဟာဘူအောင်တင်ချာပြူပါဝင်မြန်မာနိုင်ငံကလူတွေအလုံးပါဇက်ပြားမှာဆွေးနေတဲ့တေးသချင်းကောင်းများစွာကိုတီဆွန်အောင်မြင်ခဲ့တဲ့အစွန်တော်ဖြစ်ပါတယ်အစောရောမနောဟာတဖက်မှာအောင်မြင်တဲ့နုပညာရှင်ဆိုတော့ဖြစ်တယ်လို့တခြားတဖက်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတူဆိုရင်လည်းမမပါဘူးဒီလိုနုပညာဘက်မှာရောစီးပွားရေးဘက်မှာပါအောင်မြင်မှုတွေရနေတဲ့ဆိုရောမနောဟာသူ့ရဲ့အောင်မြင်မှုတွေပေါ်မမနာတန်ဂုံရင်မှုတာမျိုးမရှိပါဘူး အဆိုတော်မနောဟာအမြဲတမ်းတရားသဘောကိုနှလုံးသွင်းကအောက်ချေမလို့ဘဝင်မမြင့်မဲမာနာမကြီးပဲဘဝကိုရိုရှင်ရေးချမ်းစွာဖျက်ဆီးနေတာဖြစ်ပါတယ်။အခုဆိုဆိုတော်မနောဟာ ရှိုးပွဲဆိုတာတွေလည်းရနာထားတာဖြစ်တယ်လို့အခွင့်ရေးရရင်စကိုင်းတောင်မှာအေးချမ်းချမ်းတရားအထုတ်ဖို့အတွက်စကိုင်းမျိုးကနေမှနေထိုင်နေတာက တနစ်ခွဲကျော်ပြီလို့သိရတာပါ။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာတော့အစွန်ရောမနောနေထိုင်တဲ့စကိုင်းမြို့ဤကိုဗဟိုပြုကအင်အားပြင်းမြင်းကလင်းကြီးတခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါမြင်းကလင်းကျောင်းစကိုင်းမန္တလေးနဲ့နေပြည်တော်ကြောက်စင်ပြောပွဲမိထီလာအင်းလီစာနဲ့မြို့ကြီးတွေမှာပျက်စီးဆုံးရှုံးမှုတွေဖျားဆီးပြီးပထိုးနေအဆောင်ပြူချမှုတွေလူတွေထိခိုက်ဒဏ်ရာရကတိုက်ဆုံးမှုတွေဖြစ်ပေါ်သွားခဲ့တာပါ။ အစွန်တော်မနောနေထိုင်နေတဲ့စကိုင်းမြို့လေးမှာဆိုရင်လေတမျိုးလုံးရဲ့80ရာခိုင်နှုန်းလောက်ပျက်စီးဆုံးရှုံးသွားတာဖြစ်ပါတယ်။ဒီလိုပျက်စီးဆုံးရှုံးသွားတဲ့အထဲမှာစိုးတော်မနောရဲ့အိမ်ပါဝင်နေလို့လည်းသိရပါတယ်။အစိုးရမနောရဲ့နေဟာမြင်းကလေးအင်အားရေစတာစကိခုနှစ်တသမခုနှစ်တန်ကိုခံရပြီးမှတော့အင်အောက်ထက်တစ်ထပ်လုံးမြေကြီးထဲကျုံဝင်သွားခဲ့ကအပေါ်ကလည်းပျက်စီးသွားခဲ့ရတဲ့အခြေအနေတီဖြစ်သွားတာဖြစ်ပါတယ်။ အထူးသဖြင့်ဆိုရမနောရဲ့နေအိမ်ဟာရစရာမရှိအောင်ပျက်စီးသွားခဲ့တာပါဒီလိုမြင်းကလင်းထန်းချောင်းအဆိုရမနောရဲ့နေပျက်စီးဆုံးရှုံးခဲ့ပြီးမယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေကိုလေးနက်ထားနာယူလေးရှိတဲ့မနောကဒီဖြစ်ရပေါ်မှာလဲတရားနေသားဖြစ်ကြောင်းခုလိုရေးသားထားတာပါကျွန်တော်စကိုင်းမှနေနေတာတနစ်ခွဲကျော်ပါပြီမြင်းကလင်းကြီးပြီးမှအရာအလုံးကမမြဲဘူးဆိုတာပို့ပြီးလက်တွေ့သိလာခဲ့ရတယ်ဆိုပြီးရေးသားထားတာဖြစ်ပါတယ် တခြားသောသူတွေဆိုရင် မြင်းကလေးထံခံရပြီးပိုင်ဆိုင်တဲ့ပစ္စည်းတွေပျက်စီးသွားတဲ့အခါပူလောင်ခံစားနေရမှာဖြစ်ပေမယ့်အဆိုတော်မနောကတော့ပါမောက်ခချုပ်ဆရာတော်ရဲ့တရားတော်တွေကိုနားယူဝါထားနေသူပြီးပြီးအရာရာကိုတရားသဘောနဲ့စင်ကျင်ကတည်တတိကပ်ပြီးနှလုံးမူနိုင်တဲ့အခြေအနေဖြစ်ပါနေ။ပရိသတ်တွေကတော့ဆိုတော်မနောရဲ့နေ့တစ်ခုလုံးရဆရာမရှိအောင်ပျက်စီးသွားခဲ့ပြီးမယ်။အံ့အားသင့်လောက်အောင်အသက်ရှင်နေခဲ့တဲ့အပေါ်မှာတတော်လေးကိုအံ့အားသင့်နေခဲ့ကြတာပါ။ ဒါကလည်းအစိုးရမနောဟာဘာသာရေးလိုက်စားသူတူဖြစ်တာကြောင့်လို့ဆိုရပါမယ်။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောနေရင်ကငလင်ပေးမှပျက်စီးကကံကောင်းလို့တတ်ရှင်ခဲ့ပြီးမြင်တရားသဘောနဲ့ငြိမ်းချမ်းနေတဲ့အစိုးရမနောပေါ်မှာမိမိတို့မြင်ရှိရင် ပြောသွားပေးကြပါအောင်ရှင်။